အင်းငယ်ရင်ចောင်းသားမဟုတ်သူတူအနေနဲ့မုတ်ပေးမိဟုဆိုကចောင်းခန်းထဲဝင်ပြီး grade 11ចောင်းသူចောင်းသား၃ဦးကိုဓာတ်နဲ့ဖြစ်ပွားခဲ့စူပါဂျာမီဒီယာပရိသတ်ကြီးများအားလုံးပဲမင်္ဂလာပါခင်ဗျာပြီးခဲ့တဲ့အော်တိုဘာလ22ရက်နေ့နေ့လယ်12:45မိနစ်အချိန်မှာဆိုလို့ရှိရင်တော့မန္တလေးဒေသကြီးမရပူရာမြို့နယ်မြင့်ငယ်မြို့အထက်တန်းကျောင်းတစ်ကျောင်းမှာ ဝိုင်းဝိုင်းဆိုသူလူငယ်အနေနဲ့သူမရဲ့ညမကိုအေးအေးဘူးပေးမယ်မုတ်ပေးမယ်ဆိုပြီးတော့ဝင်ခွင့်တောင်းခဲ့ကြောင်းနဲ့ဒါနဲ့ပဲအဆိုပါလူငယ်ကိုចောင်းပတ်မှဝင်ခွင့်ပေးခဲ့တာဖြစ်ပြီးတော့ចောင်းတွင်းတို့ဝင်သွားပြီး grade 11 B ဝိဆာတွဲခမ်းမှမဆုမြတ်နှုတ်ဦး16နှစ်ကို11ညကဓာတ်နဲ့ထိုးခဲ့ တွက်ရာဘက်လေဘေးမှာထိုးသွင်းတရားရရှိခဲ့ကြောင်းသိရှိရတာဖြစ်ပြီးတော့အဆိုပါဖြစ်စဉ်ကို မြင်တွေ့ခဲ့ပြီးဝင်ဆွဲပေးခဲ့တဲ့မတ်ရွှေစင်ငယ် Grade 11 18နှစ်နဲ့မောင်ဝင်းမျိုးထွန်း Grade 11 18နှစ်တို့မှာလည်းပြက်ရှတရားအတိအကျရရှိခဲ့တယ်ဆိုပြီးတော့လည်းသိရှိရတာပါဖြစ်စဉ်မှာနှင်းနာသူများဖြစ်ကြတဲ့ဖြစ်စဉ်မှာနှင်းနာသူများဖြစ်ကြတဲ့မတ်စုမြတ်နိုဦး16နှစ်အဘမီဦးဖုံးမြင့်နိုင်ဝဲကြီးစင်ရွာ grade 11ဝိဆာတွဲဘီခမ်းမှပညာသင်ကြားနေသူဖြစ်သလိုမဆုမြတ်နှုတ်ဦးကိုအခုလိုမျိုး ဖြစ်စင်မှာဝင်ရောက်ကူညီပေးခဲ့တဲ့မတ်ရွှေစင်ကြီးအသက်18နှစ်အဘမီဦးသိန်းတန်းစော grade 11မှာမြေလောင်းမှာနေသူအနေနဲ့ရာဘတ်လက်ခုံပြက်ချဒဏ်ရာတွေတစ်ချက်ရရှိခဲ့တာဖြစ်ပြီးတော့ရာဘတ်လယ်ဘင်းမှာလည်းပြက်ချဒဏ်ရာတစ်ချက်နဲ့မောင်ဝင်းထွန်းမျိုး18နှစ်အဘမီဦးမျိုးဝင်း grade 11စပယ်ကွက်တဲ့မြင့်ငယ်မျိုးမှာနေထိုင်သူအနေနဲ့ကတော့ဝဲဘက်လက်ခုံမှာပြက်ချဒဏ်ရာတစ်ချက်နဲ့ဝဲဘက်လယ်ဘင်းမှာပြက်ချဒဏ်ရာတစ်ချက် ချက်တို့အတိအသရရှိခဲ့တာဖြစ်ကြောင်းကိုလည်းသတင်းဖော်ထုတ်ချက်တွေကတည်ရှိရလည်းဖြစ်ပါတယ်။ဒီချိန်မှာဆိုလို့ရှိရင်တော့အဆိုပါသူအနေနဲ့ဓာတ်နဲ့ဓာတ်နဲ့အကြောင်းရင်းကိုမသိရသေးတဲ့အပြင်အပြင်လူကိုကြောင်းနေဝင်ခွင့်ပြုတဲ့ဆရာဆရာမတွေမှာတာဝန်ရှိကြောင်းကိုလည်းအများပြည်သူတွေကထုတ်ဖော်ပြောဆိုလျက်ရှိနေပြီးတော့သူညမကိုခေါ်ပေးပြီးကျောင်းပေါက်ဝမှာမုံနဲ့အေးဘူးပေးလို့မရဘူးလားအခုလိုမျိုးဖြစ်စဉ်ဖြစ်တော့၃ယောက်မှာလေဘင်းကိုဓာတ်နဲ့ ရတဲ့ကလေးမလေးကစိုးရင်ရပါတယ်။ကျန်တဲ့နေရာကဝင်ဆွဲတော့လက်တွေပဲရှက်ထိခဲ့တာပါဆိုပြီးတော့မြင့်ငယ်မြုပ်ခံပြည်သူတို့အနေနဲ့ပြောဆိုမှုတွေရသိရှိရတာလည်းဖြစ်ပြီးတော့လက်တလုံးမှာတော့ចောင်းသားចောင်းသူ၃ဦးလုံးကိုမန္တလေးစေယုံကြီးမှာစေကုသမှုခံယူနေရပြီးဒီဖြစ်စဉ်မှာတရားခံဖြစ်သူဝိုင်းဝိုင်းဆိုသူလူငယ်ကိုရဲတွေကလိုက်လံဖမ်းဆီးနေကြောင်းသိရှိရပြီးခုချိန်ထိတော့မဖမ်းမိသေးဘူးဆိုပြီးတော့လည်းသိရှိရတာလည်းဖြစ်ပါတယ်။မိတို့မိပုံအကြောင်းချင်းရတွေကြောင့်မို့လို့အခုလိုမျိုးဖြစ်တယ်လဲဆိုတာကိုကကနနမသိရသေးပေမဲ့လည်း online social media ထပ်ပေါ်မှာကျောင်းသားကျောင်းသူလူငယ်များရဲ့ကြားမှာသမီးစားကိစ္စတွေကအမြင့်တွေကကြီးထွားလာနေတဲ့အခြေအနေတည်းရဖြစ်တဲ့အတွက်ကြောင့်မလို့သမီးစားကိစ္စကြောင့်များလားဆိုပြီးတော့ထင်ကြီးပေးမှုတွေလည်းရှိလို့နေပြန်တာလည်းဖြစ်ပါတယ်ခင်ဗျာဒါကြောင့်မလို့ဒီသတင်းကြောင်းလေးကိုလည်းကျွန်တော်တို့ super job media ပရိသတ်ကြီးတွေကမှကျောင်းသားကျောင်းသူရှိကြတဲ့မိဘများအနေနဲ့အထူးကယူဆိုင်နိုင်ကြစေရန်အလုံးကတင်ဆက်ဖော်ပြပေးလိုက်ခြင်းပဲဖြစ်ပါတယ်ပရိသတ်ကြီးတွေအတွေ့အမြင်တွေကိုလည်းဒီဗီဒီယိုလေး comment လေးမှာမှတ်ချက်ပြုရေးပေးသွားနိုင်ပါတယ်ခင်ဗျာနောက်ထပ် video မှာနောက် တင်ကြအောင်တစ်ခုနဲ့တကွာကျွန်တော်တို့ပြန်လည်ဆောင်တွေ့ကြရအောင်ပါပရိသတ်ကြီးတို့ရေးကြည့်ရှုအားပေးကြတဲ့ဒုတိယအချိန်တိုင်းကိုလည်းကျေးဇူးအထူးတင်ရှိပါရခင်ဗျာ